ကဒီနေ့ကတော့ကျွန်တော်တို့ PSV member ဝင်တယောက်စေးအောင်တက်တာဘာဖြစ်လို့သူကတန်းရောက်တော့ပါအဲ့ရအောင်တော်ဖြစ်တာအဲ့ရအောင်တော်ဖြစ်လို့စေးုံတက်ကြတယ်တဲ့အဲ့ဒါအရေးပေါ်ခန်းထဲရောက်နေတယ်အရေးပေါ်ခန်းထဲရောက်နေတယ်စပင်ယူရပါလားယူရယူထားအဲ့ဒါစေးယူထားမင်္ဂလာပါခင်ဗျမင်္ဂလာပါလူနာအခုဘလို့နေတယ်တတိမလဲဘူးလေလဲတာ ကျွန်တော်မှတ်မိတာတိလားကိုစီပြောနေမှာမေးလာတိလားလေဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်လာပေးလို့ရရင်လာပေးမယ်နော်လောလောဆယ်ကျမဖုန်းနဲ့ပဲနှမ်းပြီးတော့လေကျွန်တော်တစ်ချက်ဆက်ကြည့်တယ်ကျွန်တော်လာမဆိုနောက်ကျနေမှာဆိုလို့ဟုတ်ကဲ့ဟုတ်ကဲ့ဘာမှစိတ်မပူနဲ့နော်ကောင်းသွားလိမ့်မယ်တိလားကျွန်တော်တို့ရရှိတယ်တိလားဟုတ်ကဲ့ဟုတ်ကဲ့ပါ ော်ဒါအရင်ပေါ်ခန်းထဲထွက်လာပြီနော်ဆရာဝန်ဘာပြောလို့မသိဘူးဆရာဝန်ကတော့ဆောင်းလေးနှလုံးလေးကောလာပြီတဲ့ဆောင်းနှလုံးကောပြီဆိုတော့ပါဒီဘုံဘဘနာအဲ့လေအဲ့လေဒီသူပါဒီကလာကြတော့ဟိုတူပါလေဝင်နေတော့ပြမဖက်ပြခုမဲ့။ဟောအတဲအောင်တက်သွားဖြစ်တာပေါ့။အဲ။ဟုတ်ကဲ့ဟုတ်ကဲ့စစ်လေးပါတောက်တက်တာမတောက်တက်ဘူးလား။အဲ။စစ်လေးပါတောက်တက်တာလူနာက။ တော့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 မတော့ခိုင်းနဲ့မတော့ခိုင်းနဲ့အခု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 အချိန်နဲ့ဆေးအောင်လို့ဆေးအောင်လို့မလာရဲ့ညာဆေးရောဆေးကြီးဆိုရင်တော့တော့မတော့ခိုင်းတော့လေဆေးလေးကြိုးလိုက်တော့အော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်လာပြီးတော့ရရင်လာမယ်နော်ဘာလို့ဆေးရုံကြတော့ဒီခါကျရင်အတင်းပွက်တွေသွားရတာမကောင်းလူများလူနာရင်ငယ်လေအနာမကောင်းနဲ့အဲအရင်ပေါ်ခုနှစ်ဖြစ်နေလိုအပ်ရင်တော့ကျွန်တော်ရအောင်လာပြီးမယ်အကိလုံးလုံးစေတော့ကျွန်တော်တို့တရားနေ ဟိုဟာဒီ PSC member ဝင်လေးကိုကျွန်တော်ကူညီထောက်ပံ့နေတဲ့အတိုင်းပေါ့နော်တခုအရေးပေါ်ဖြစ်လာလို့ရှိရင်တပေါင်းနဲ့မကိုတဲ့ budget ထိကျွန်တော်ထောက်ပံ့လို့ရတယ်အဲ့ဒါကိုကျွန်တော်ထောက်ပံ့ပေးလိုက်မယ်ရောစက်ဟုတ်ကဲ့ဟုတ်ကဲ့နောက်တခုအကြောင်းအရာရှိလို့ရှိရင်ကျွန်တော်တို့ပြန်ဆက်သွယ်လာခဲ့နော်ဒီမှာရုပ်အဖွဲ့ view လို့ရှိတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါ လူနာအခုကတတိတတိကုန်ပြန်ရတယ်မလားလူနာကအကုန်လုံးသတိရရမလားလူနာဟိုသူကရေတော့ဆိုတော့ရှင်းပါ အခုကျွန်တော်တော့သူသိတယ်ပြောတာအဲ့ဒီရတီတယ်သူအော်ဟုတ်ကဲ့ဟုတ်ကဲ့လိမ့်စာပုတ်ကောင်နဲ့ကိုစင်လောက်မလောက်နိုင်တာကြာပြီ၁၈ကျန့်ရှိပါဘူးအော်လူနာ၁၈ကျန့်ရွေးထည့်ထားတာကဲဟုတ်ကဲ့ပါဟိုနေသူ့လိုပြောရပါဘာမှအာမငန်အာမငန်ငယ်တယ်လို့เนาะကျွန်တော်တို့ရှိပါတယ်နိုင်တဲ့နေရာဝိုင်းကူညီပေးမှာတို့ပဲအဲ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကျွန်တော်ဘန်ပို့ထားနော်ကျွန်တော်ဒီကနေဘန်နဲ့တွဲပေးလိုက်မယ်ဆယ်ဘန်အဲ့ထားရမှာလက်ပေးလိုက်ဆယ်အေးရရတယ်ဘန်အမားတို့လိုလိုကူထုတ်လို့ရတဲ့ဘန်တစ်ခုခုပို့ထားအဲ့ဘန်ကနေကျွန်တော်တွဲပေးလိုက်မယ်ဟုတ်ဘူးဆယ်ဆယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါမင်္ဂလာပါမင်္ဂလာပါဘယူးဆိုင်ကြပါဟုတ်ကဲ့ပါမင်္ဂလာပါရှင်မင်္ဂလာပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ကဲဒါကတော့ကျွန်တော်တို့ PSV member ဝင်တယောက်18ကြိမ်အောင်ရှိပြီတဲ့ထည့်ထားရအောင်စဉ်းစားကြည့်အောင်18ကြိမ်ဆိုတော့ကျွန်တော်တို့တို့အဖွဲ့စတည်ထောင်လဲရပါတော့ PSV တလ200နဲ့လစဉ်ထည့်တဲ့ငွေကိုကျွန်တော်တို့စတင်ဖွင့်တဲ့ကဒီနေ့အချိန်ထိတစ်ကြိမ်မှမပြတ်ပဲနဲ့ထည့်ထားတဲ့ member ဝင်တယောက်အခုတော့အတဲရအောင်တော်ပါဖြစ်ပြီးတော့စေးုံရောက်ပါเนาะအဲ့ဒါဖြစ်လို့ကဲဒီလိုမျိုးဖြစ်နိုင်ကျွန်တော် PSV member ဝင်လို့ဝင်လို့ပြောတာဒါတွေပဲ အခုဆိုဒီအမကြီးဆိုဒါသူမျော်လင့်ချက်နဲ့ထည့်ထားတာမဟုတ်ဘူးနော်မျော်လင့်ချက်ထည့်ထားတာမဟုတ်ဘူးသူတော်လန်စိတ်နဲ့ပဲသူထည့်ထားတာတလ200 200ပုံမှန်သူမပြက်မကွက်ထည့်နေတာဟိုချမ်းသာတဲ့အတိုင်းဝိုင်းရတယ်မဟုတ်ဘူးကိုကိုလိုသူ့လိုပဲနော်ကိုလိုလှုပ်ရင်းနဲ့ဒီခွေးနဲ့စာနေနဲ့ထည့်တာတလမှမပြက်ပဲနဲ့ထည့်ထားတာအခုသူနေမကောင်းဖြစ်တယ်ဒါကျွန်တော်တို့ဒီ PSC အဖွဲ့အနေနဲ့လည်းကျမရေးဖို့ဖြစ်လာကိစ္စမှာကျွန်တော်ဒါကူညီထောက်ပံ့လိုက်တာအဲ့တော့နှစ်ဦးနှစ်ဖက်လည်းအဆင်ပြေတယ်เนาะဒါကြောင့်မလို့အခြားမဝင်ရသေးတဲ့ညီကောင်မောင်နှမတွေ ဒီ PSC ကိုဝင်ပြီးတဲ့ညီကောင်တော်ရဲ့အနေနဲ့ကော့ပတ်ဝင်ချင်မှာเนาะငါတို့ PSC ဝင်ထားတာတို့တို့လေးကောင်းတယ်เนาะတိုင်းပြည်အတွက်လည်းတကယ်နှက်ကန်တယ်နံပါတ်1ဘယ်သူမှခိုးလို့မရဘူးနံပါတ်2ကိုထည့်တဲ့ငွေစည်ရင်းစရာတိတိကျကျပြည်တွင်းကိုရောက်တယ်နံပါတ်3ကကိုတကူအစီနဲ့အရေးပေါ်ဖြစ်လာတဲ့အခုလိုမျိုးเนาะအကူအညီအကာအကွယ်ရတယ်ဒါကြောင့်မလို့ကော့ပတ်ဝင်ပတ်ဝန်းကျင်မှာရှိတဲ့ညီကောင်တော်တွေကလည်းကိုဝင်လာတဲ့ကို့အဖွဲ့စည်းအကြောင်းရှင်းပြပါပြောပြပါဘေးမှာသက်စည်းရုံးပါဘောနော်ဘာလို့ဆိုတော့သူတို့တိအောင်လို့ နော်ဝင်ကျင်တဲ့လူတွေအနေနဲ့ကလည်းဒီ PSC ရဲ့ပေ့ Messenger နဲ့ဆက်သွယ်လာပါဖြူတို့ရုံးဘွက်ကနေ့တိုင်းစာပြန်ပေးနေပါတယ်နော်ဒါကြောင့်မလို့ PSC မမအတစ်အတစ်တွေကိုလည်းကြိုးလိုပါတယ်အဟောင်းတွေအခုလိုမျိုးနော်ပါဝင်နေတဲ့လူတွေအားလုံးကိုလည်းကျွန်တော်လေးစားပါတယ်ဥဒမဒါဆိုဒါဆို23ရက်နေ့နော်23ရက်နေ့စရင်မမဒါကြားရတယ်ကျွန်တော်လူနေနော်အဲ့ဒါတော့မှကြည့်လိုက်ဒါဆိုရင်22ရက်နေ့22ရက်နေ့စရင်မမမ ဇာရဲ့တရားကျွန်တော်လူနဲ့တော့မကြည့်ပြည့်တိမှာထည့်ဝင်တဲ့လူတွေအဲ့တော့တယောက်ကို200ဆိုတာကဗျာကျွန်တော်မိန်းကလေးဆိုရင်နှစ်ခန်းဒီတရားဝယ်လောက်ဝယ်ရှိတယ်ယောက်ျားလေးဆိုရင်ဘီယာဝယ်တောက်လိုက်လောက်ဝယ်ရှိတယ်ဟုတ်တယ်မလားဒါပေမဲ့အဲ့တလား200 200လူတွေစုွားတဲ့အတိုင်းကမှာလူတသိန်းစုမိတာလဲကျွန်တော်တလားကိုတိန်း200နေတော့အမှုစဉ်းစားကြည့်ဘန်းဝင်တိန်းနေရတော့ထိုင်းမှာလူကြီးတန်းတဲ့ရှိရှိတယ်။ဒါကြောင့်မလို့ဥဆောင်နိုင်တဲ့လူတွေတက်တဲ့နေရာကဥဆောင်လို့လုပ်ကြပါ ဒီနေရာထပ်ပြီးဥဆောင်နိုင်စွမ်းဆိုလာခဲ့ပါကျွန်တော်တို့ဝင်းရံပေးမယ်အစင်းလေးပဲအဓိကပါလေကျွန်တော်တို့ပြပရောက်တဲ့အင်အားဟာစနစ်တကျနဲ့ပြည်တွင်းကိုရောက်ဖို့အဓိကကျွန်တော်ဦးစားပေးတာပါယူပါပြောကြည့်တယ်မမဝင်နဲ့ပတ်သက်လို့ပေါ့နော်မဘာဝင်တဲ့ပတ်သက်ရပြောစရာနေရာတော့တချို့နေရာနဲ့ဟိုငွေလွှဲလာပြီးတော့ပေါ့နော်ညီမတို့ချင်းလက်လေးလေးမပိုးလာတာလေးလေးရှိတယ်ညီမပဲမေတ္တာရခန့်ချင်တာတော့ညီမတို့တနေ့ဆက်လက်ဟိုတနေ့သူးတိုင်းနဲ့သူဆွဲနေရတဲ့အတွေ့အကြုံမလို့ဟို တကယ်လို့မန်ပါဝင်အသေးလေးဆိုရင်လည်းပေါ့နော်နာမည်နာမည်အစင်စရင်အပြည့်ပို့လာပေးပါတခါတည်းညီမတို့ပြန်ပြီးတော့ plan မတောင်းရအောင်ပေါ့နော်ညီမတို့လည်းချင်းလေးလေးချပေးထားတယ်ဆိုတော့ပြီးတော့ဆက်လဲနေပို့တဲ့နေရာမှာညီမတို့တိုက်လေးလေးဟိုဟိုအငွေမောက်လေးလေးပို့အောင်ပို့ပေးပေါ့နော်တချို့ကငွေမောက်လေးအဲ့လိုပဲပောက်ကရရိုက်ပြီးပို့လိုက်တယ်ပောက်ကရရိုက်ပြီးပို့လိုက်တော့ ညီမတို့မှာပြန်ပြန်တောင်းနေရတဲ့အဲ့ဒါနဲ့စလဲလျာပြန်ကြံခဲ့တဲ့တရက်ပြီးတရက်ညီမတို့အတင်းနဲ့22ရင်းနဲ့ဆို22ရင်းနဲ့ဒိုင်နာစလဲအကောင့်ဆွဲရတဲ့အဲ့ဒါတွေ့ကြမလို့ကောင်းတော့လဲစီလောက်စစ်ချင်တယ်ဟိုခုခုဖြစ်တဲ့အကူကြီးဆိုလဲကိုစီသူခဏခဏဆေးရောက်တိုက်ရတယ်သူယောဂနဲ့သူမဖြစ်မနေလို့ဒီတစ်ခါလာလဲသူတညောက်သောင်းရှင်ရတယ်လဲမဖြစ်မနေလို့သူကူညီနှမ်းတောင်းတာ ဟိုကြာပြီသူဆေးရောက်တိုက်ရတာလောက်လဲသူနာနေရတာကြာပြီခုကဲအဲ့စဉ်းစားကြည့်ပေါ့နော်ပကံနေမကောင်းဖြစ်တဲ့ယောဂတဲ့တောင်မှဆေးရုံတက်ရင်းနဲ့တလတလမပြတ်မကွက်ဒီ200 200ကိုထည့်လာတယ်ဆိုတော့ကျွန်တော်လူကောင်းတွေအနေနဲ့ဟုတ်တယ်မလားမုတ်စားမလိုက်လောက်ရှိတဲ့ဟာနော်ဝိုင်းပြီးတော့ညီညာလောက်ကြိုက်ဘယ်လောက်အကျိုးရှိသွားမလဲဆိုတော့အလုံးနဲ့အမြင်ပဲပြောချင်တာကတော့ကောင်းလောင်းညီညွန်မှာပဲမြင်မြန်ပြီးမဲ့ပေါ့နော်တချို့ကလည်းရေးတော့ပေါ့အောင်ရမြည်လို့ပြောပြီးတော့တပြားတစ်ချင်မှလူအားနိုင်အောင်ငွေအားနိုင်အောင်မကူညီတဲ့လူတွေရှိတယ် အဲ့ဒါလေးလည်းရှိရဲအဲ့ဒါတွေကြောင့်မလို့စီစီလောက်လောက်နဲ့ပေါင်ရင်ဆင်နှွှဲရင်တော့မြန်ဆောက်ပြီးမှမြန်ဆောက်မြန်မယ်ပေါ့နော်ရေတော့ပေါင်လည်းမြန်ဆောက်အောင်မြင်မှာပါဖြစ်ပါတယ်ရှင်အဲ့ဒါတွေကြောင့်မလို့မှန်ပေါင်ရင်အသေးလေးလည်းညီမတို့ PST နောက်ဝက်ပေးရနေပြီးတော့ချိန်မရွေးကြိုးစုံနေပါတယ်ရှင်